ားလုံးပဲမြန်မာပါရှင်အရေးချမ်းနဲ့မြန်မာမှာပြန်လို့ဆိုထားပါတယ်ဒီနေ့ကြည့်ပြီးမယ်အကြောင်းလေးကတော့စိတ်ကြိတ်ခင်စာကာကွယ်ခြင်းထွက်သဘာဝကုထုံးလေးမျိုးဆိုရဲကောင်းတယ်ပဲဖြစ်ပါတယ်မျိုးသားတွေမှာကိစ္စနဲ့ဆက်ဆက်သေဆုံးခြင်းရဲ့ဒုတိယအဖြစ်များဆုံးအကြောင်းရင်းဖြစ်တဲ့စိတ်ကြိတ်ခင်စာကိုကာကွယ်ဖို့ရာအထောက်ကိုပြည့်စုံမယ်ကိုယ်ကိုယ်ကိုပြုစုဆောင်ရှောက်ခြင်းဒီလိုအရေးရှိပါတယ် CJ အောက်ဘက်မှာရှိရဲ CJ ကတုံရေးထိုးပြီးတဲ့ဂလန်ဖြစ်ပါတယ် CJ ကိစ္စဖြစ်နိုင်ခြင်းအချက်များ CJ ကိစ္စကိုကာကွယ်ဖို့ရာပထမခြေလန်းက CJ ကိစ္စဖြစ်နိုင်ခြင်းအချက်တွေကိုလေ့လာခြင်းဖြစ်ပါတယ် CJ ကိစ္စဖြစ်နိုင်ခြင်းအချက်တွေကမိသားစုမှာ CJ ကိစ္စဖြစ်ပေါ်ခြင်းအနီရောင်သားနဲ့အစီပါဝင်မှုများတဲ့ လိုထွက်ပစ္စည်းတွေကိုပမာဏအများကြီးစားသုံးခြင်းအဝါလွန်ခြင်းတွေပဲဖြစ်ပါတယ်။ကြီးကြီးကင်စာခဏကြီးကအသက်50နှစ်နောက်ပိုင်းမှာပြည်ပသာသာမြင့်တက်လာပြီးကြီးကြီးကင်စာဖြစ်ပွားနှုန်းကအသက်65နှစ်နဲ့အထက်ရှိသူတွေမှာ10ယောက်မှ6ယောက်ကဖြစ်ပွားပါတယ်။ကြီးကြီးကင်စာကတခြားလူမျိုးစုတွေချက်အာဖရိကန်အမေရိကန်လူမျိုးတွေမှာပိုအဖြစ်များပါတယ်။ ရောဂါလက္ခဏာများသူစိတ်တင်စာရှေ့သူတွေမှာ prostate specific antigen PSA မြင့်တက်နေရစွာကိုစစ်ဆေးချက်ဒီပိုင်းတက်စဉ်သိရှိနိုင်ပြီးရောဂါလက္ခဏာမပြပါဘူးတခြားရောဂါလက္ခဏာတွေကရှိသွားရခက်ခြင်းခါနာခြင်းနဲ့ဗန်ဒေးပန်ဂျိုခြင်းတွေပဲဖြစ်ပါတယ်စီဂျေကိစ္စကိုကာကွယ်နိုင်မဲ့သဘာဝနည်းလမ်းများ စီရေးကိစ္စကိုကာဝယ်ဖို့ရာအခုပြပြပေးသွားမယ်။တဘာဝပစ္စည်းတွေကအကျိုးကျေးဇူးတွေရှိနိုင်တယ်လို့သူတွေကပြုလုပ်ချက်တွေရသိရပါတယ်။နံပါတ်၄လိုက်ကိုပေးလေလာမှုတွေရခရမ်းညင်သေးတဲ့ခရဲသေးလိုမျိုးအစားအစာတွေမှာတွေ့ရတဲ့ဓာတ်ကြိုးဆန်ကျင်ပစ္စည်းတမျိုးဖြစ်တဲ့လိုက်ကိုပင်ကစီဂျေကိစ္စကိုချောချပေးနိုင်ကြောင်းဖော်ပြထားပါတယ်။ဒါပေမဲ့ ဖြစ်ဆက်စာပုံစံနဲ့လာတဲ့ live coping ကိုတောက်သုံးတာက CJ ကင်စာဖြစ်နိုင်ခြေကို short chart သင်္ကန်းကြောင်းဟောပြထားတာမျိုးမရှိပါဘူးနံပါတ်2ဗိုက်တာမင် D လေးလာမှုတွေရာဗိုက်တာမင် D ရဲ့အကောင်ဆုံးပမာဏမှာရှိခြင်းကပြင်းထန်တဲ့ CJ ကင်စာပုံစံတွေကိုကာကွယ်ပေးနိုင်တယ်လို့ဟောပြထားပါတယ်ဗိုက်တာမင် D ကိုဖြည့်တင်းဖို့အစားအစာရှင်းပြတွေနဲ့ နေအောင်ရှင်ချိတွေ့ခြင်းကနေရရှိနိုင်တော်လဲဈေးဘက်ဆိုင်ရာကျွမ်းကျင်သူတွေကဗိုက်တာမင်ဒီပမာဏကိုမြင့်တင်ဖို့ဖြစ်ဆက်စာကိုနေတိုင်းတောက်ဖို့အကြံပြုထားပါတယ်။နံပါတ်3 Omega 3 fatty acid စီးကျိတ်ကင်စာရှိရသူတွေနဲ့စီးကျိတ်ကင်စာမရှိရသူတွေကိုလေ့လာလိုက်တဲ့အခါမှာသိပ္ပံပညာရှင်တွေက Omega 3 fatty acid ပါဝင်များရဲ့ အစားအစာတွေကိုစားသုံးတာကစိတ်ရိတ်ကင်းစာဖြစ်နိုင်ခြေကိုကျော်ကြသိခြင်းနဲ့ဆက်ဆက်နေကြောင်းတွေ့ရှိခဲ့ပါတယ်။အိုမဂါ3ကျွေးထားတဲ့အစားအစာတွေကိုစားသုံးတာကလည်းစိတ်ရိတ်ကင်းစာရောက်ဖြစ်တဲ့ရှားဝမ်းမှုကိုကျော်ချပေးနိုင်ပါတယ်။နံပါတ်၄ Green Tea အသက်40ကနေအသက်69နှစ်အရွယ်ရှိရဲ့အမျိုးသားတွေကိုလေ့လာလိုက်တဲ့အခါမှာသူတွေဒီတွေက ခရင်ကြီးတောက်သုံးချင်းက CJ ကိစ္စဖိနိုင်ကြီးကိုရော့တာဒေနိုင်ကြောင်းတွေ့ရှိခဲ့ပါရဲ့ CJ ကိစ္စကာဝေါ်ချင်းတို့နောက်ထပ်ညပြွာများ အသေးအနံနေနဲ့ခင်းမင်းရွက်တွေကိုမြန်မြန်စားသုံးချင်းအရက်ကိုအကန့်တန့်နဲ့တောက်ချင်းတနေ့ကိုအနည်းဆုံးမိနစ်30လေ့ကျင့်ခန်းလုပ်ချင်း CJ ကျမ်းမာရေးကိုဆောင်ကြည့်ဖို့ ဆရာဝန်နဲ့ပုံမှန်သွားရောက်ကတဲ့ဂျီနီကစီစီကိစားကိုကာဝမှုအထွတ်အထောက်ကိုဖြစ်စေပါရယ်တကယ်လို့သင်ကစီစီကိစားကိုကာဝမှုအထွတ်ဘလို့အစားတော့ဖြစ်ဆွတ်တာတွေကိုမဆိုအတုံးပြုတ်ကိုစဉ်းစားနေမယ်ဆိုရင်ဖြစ်လာနိုင်တဲ့အကျိုးကျေးဇူးတွေနဲ့အန္တရာယ်တွေအကြောင်းကိုဆရာဝန်နဲ့ဆွေးနွေးတိုင်းမှာမိမိကိုယ်ကိုပြုစုစောင့်ရှောက်ခြင်းနဲ့တင်တော်ရဲ့ကုသမှုတွေကို မခံယူတာဒါမှမဟုတ်နှောင်နေနေရာကပြင်းထန်တဲ့အကျိုးဆက်တွေရှိနိုင်ပါတယ်ဒီစီစဉ်လေးကိုကျွန်တော်နေ့ရန်နာပြရစီရှင်ရေရှိချန်နယ်မြန်မာမှာကျမရေးဆိုင်ရာဘိုးသူရရေအင်ဂျွင်ကုသနီရေနဲ့ဆောင်ရံရှောင်းရံအချက်တွေကိုတင်ဆက်ပေးတော့မှာဖြစ်လို့ဆောင်းမျောကြည့်ရှုကြဖို့ဖိတ်ခေါ်ရင်းနှုတ်ဆက်လိုက်ပါရရှင်ကျမရေးနဲ့ပတ်သက်တဲ့အသိပညာဘိုးသူရရေကို မသိရသူမရှိရသေးအောင်ပြန်လဲညဝေးပေးပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်